ဒီနေ့မှာတော့ကျွန်တော်မိတ်ဆွေတွေမေးများတဲ့ Turbo 4 Pro အကြောင်းပဲဖြစ်ပါတယ်။ Telesa တွေမှာ Turbo 4ရိုးရိုးရယ်။နောက် Turbo 4 Pro နဲ့ဈေးသိမ့်မကွာတော့တဲ့ second မှာဆိုရင်ပေါ့နော်။ K80 ရယ်။ဘယ်ဖုန်းဝယ်ရမလဲ။သိချင်ကြမယ်လို့ထင်ပါတယ်။ဈေးနှုန်းအဖြစ်ဆိုလဲဒီကောင်လေးက12သိန်းကျော်13သိန်းပတ်ချလဲပဲရှိရော်ဗျာ။ဆိုတော့အခုချိန်မှာအတန်ဆုံးလောက်သွားကြနေတဲ့ဖုန်းတစ်လုံးလို့ပြောလို့ရတယ်။ဥပမာ CB5 Pro ဆိုရင်အခုမှ Trusa ဆိုတော့ဈေးက hype နေသေးတယ်။ဈေးကျဖို့ရှိသေးတယ်ပေါ့။ ဒါပေမဲ့ဒီကောင်လေးကတော့ဈေးမှန်တဲ့ဘက်ကိုငြိမ်တဲ့ဘက်ကိုရောက်လာပြီပြီးတော့နောက်တစ်ခုရှိတာ Tapo 4 UU လေးဆိုရင်ဒီကောင်ထက်2သိန်းခွင့်ကျန်တော့ပဲဈေးတက်တာတယ်ဆိုတော့ဒီကလေးကိုယ့်လူမှာ budget လိုက်နိုင်နေဆိုရင်ဒီဖုန်းကိုပဲတန်ပြေးဝယ်လိုက်ရမလားဒီနေ့ဗီဒီယိုမှာတော့အဲ့အကြောင်းတွေအကုန်လုံးဂါဂါနန္နအနေငယ် comparison တွေလုပ်ရင်းနဲ့ Tapo 4 Pro full review လုပ်ပြီးမှဖြစ်ပါတယ်နောက် Tapo 4 Pro လို့ပြောလိုက်တာနဲ့အခုချိန်မှာကျွန်တော်မိတ်ဆွေ concern ဖြစ်နေတာ display green light error display glitch ထတာနောက်ဒီဖုန်းက overall temperature အပူချိန်များတယ်ပူလွယ်တယ်ပေါ့နော် အဲအဲ့လိုမျိုးစိုးရိမ်နေရတဲ့အချက်လေးတွေကိုလည်းဘလို့အနေထားအခုရှိရဲဆိုတာလေးပါပြောပြတော့မှဖြစ်ပါတယ်ဟုတ်ကဲ့ပါ my dad ပြင်မာပြည်သက်ကြီးအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဖုန်းကြော်သူပါပထမဆုံးအနေနဲ့အကြောင်းအကြောင်းနဲ့ဗီဒီယိုအဆုံးအထိအလိုအရှိန်မကြည့်ချင်တဲ့လူတွေအတွက်ကျွန်တော်တခွန်းနဲ့အနှစ်ချုပ်ကို spoiler alert အနေနဲ့ကြိုပြောနိုင်တာမိစရာကြီး17သိန်း73သိန်းပတ်ချာလဲမှာအဲ့လိုမျိုး all rounder ဖြစ်တဲ့ performance အသာပေးအားလဲတောက်တောက်လဲခံရမယ် ်ဘေး quality ပါညာလည်းလုံးဝချာမနေရဘူးပေါ့နော်အဲ့လိုနည်းနည်း all rounder နဲ့ performance battery life အသာပေးဖုန်းတစ်လုံးဝယ်ခြင်းလည်းဆိုရင်12သိန်း13သိန်းဝန်းကျင်မှာဒီဖုန်းပဲရှိတယ်အဲ့လောက်ထိကိုနှစ်ခါပြန်စဉ်းစားစရာမလိုတဲ့ဟိုတည်မလားဝယ်လိုက်ပါဆိုတဲ့ဖုန်းမျိုးဗျာဒါပေမဲ့ဘလို့လူတွေကစဉ်းစားရမလဲဆိုတော့ okay performance အသာပေးဒါပေမဲ့သူ့ဈေးဝန်းကျင်မှာ K80 ကလည်း second hand ဖြစ်ဖြစ်ပေါ့နော်ဝယ်လို့ရနေတယ်။အဲပြီးတော့နှစ်သိန်းလောက်တက်တာပြီးတော့ Turbo 4 Pro လိုမျိုးလည်းဝယ်လို့ရတယ်။ အဲ့နောက်အရင်နှစ်ကမော်တယ် maybe K70 Ultra လို့မျိုးအဲ့လိုကောင်းတွေရလည်းရှိတယ်ဘယ်လိုရွေးရမလဲပေါ့အဲ့လိုဒွိဟာဖြစ်နေတဲ့မိတ်ဆွေတို့ကျွန်တော်အရင်ဆုံးပြောချင်တာမိတ်ဆွေကရေရှိကြိုင်မယ်ဆိုရင်တော့ကျွန်တော်တို့အဲ့ K70 ထဲကဥပမာ K70 Ultra လို့မျိုးအဲ့လိုကောင်းမျိုးတခါလေးဝယ်စေချင်တယ်ဘာလို့လဲဆိုတော့ Ultra Model BB Redmi line ထဲမှာ K70 ကအမြင့်ဆုံးဗျာအဲ့တော့မှ Ultra Model ဆိုတာအမြင့်ဆုံးဆိုတော့အထဲမှာသုံးထားတဲ့ motherboard တွေ battery quality တွေက ဒီလိုဖုန်းမျိုးတွေထက်ဆိုင်ရေရှည်မှာစကားပြောရလိမ့်မယ်ဒါတစ်ချက်ပေါ့နော်နောက်တစ်ခု Turbo 4UU နဲ့ဒီကောင်ဈေးနည်းနည်းกว่าတယ်ပိုတက်တာတဲ့ size ကလည်းပိုသေးတာဟိုတချို့ကျတော့ဒီလိုပြောလဲပြောချင်စရာပဲ Apple Pro Max size နဲ့ form factor weight တော်တော်လေးကိုစင်တယ်ပြောချင်တာ size ပိုပြီးဘေးကိုပြဲတဲ့လူတွေကတော့တချို့လူတွေကတော့ golden ratio ဆိုပြီးကြိုက်တယ်ဒါပေမဲ့ကျွန်တော်လိုမျိုးဒီလိုပြပြဲ design ကိုမကြိုက်တဲ့လူတွေလည်းရှိမယ်ပေါ့နော်ပြီးတော့ weight လည်းပိုလေးတယ်ဆိုတော့ တာဘူ4က compact လည်းဖြစ်တယ်ဗျာ။ battery ကလည်း6500လောက်ပါနေပြီးသား။သူကလည်းသူ all rounder ဖြစ်နေခဲ့တဲ့ phone တစ်လုံး။ဘာလို့ဒီကောင်ဝယ်ရမလဲပေါ့။အဲအဲ့လိုမျိုးတွေလည်းစဉ်းစားကြရလေးရှိရပါတော့။ဒါပေမဲ့ in real life မှာကျွန်တော်မေးကြည့်ရသလောက်နည်းနည်းပေါ့နော် research လုပ်ကြည့်သလောက်ဒီ Turbo 4 Pro ကအရန်ကို demand နည်းများတယ်။ကျွန်တော်ဒီနေ့ review ယူနေကူကြီးထောက်ပံ့ပေးထားတာတော့ Pro EV Shop ပေါ့နော်။အဲ့ Pro EV Shop မှာဆိုလေ Turbo 4ကိုတော့ဘယ်သူမှမမေးကြတော့ဘူးဆိုတဲ့အထိကို Turbo 4 Pro က လူစိတ်ဝင်စားမှုအများဆုံးဖြစ်နေတယ်ဗောနော်စကားမဆက်ဒီနေ့ဗီဒီယိုအတွက်ကျွန်တော်တို့ unit တွေ support ပေးထားတာတော့ထုံးစံတိုင်း Pro AV Shot ကပဲဖြစ်တယ်ဗောနော်မိတ်ဆွေတို့အနေနဲ့ Xiaomi ပဲဖြစ်ဖြစ်နောက် Samsung တို့ iPhone တို့ပဲဖြစ်ဖြစ် brand new ပဲဝယ်မလား second hand ပဲဝယ်မလားယုံကြည်စိတ်ကြစွာနဲ့ဝယ်ရရတယ်ပြီးတော့ကျွန်တော်အမြဲပြောသလိုပဲအဲ့ pro av shop က after sale service ကို second hand ဝယ်မယ်ဆိုရင်တော့မိတ်ဆွေကိုအာမခံချက်အနေထားတစ်ခုကောင်းကောင်းပေးနိုင်တယ်ကျွန်တော် guarantee ပေးတယ်ဗောနော်ဆိုတော့စိတ်ဝင်စားရဆိုရှင် pro av shop မှာဒီလိုဖုန်းနဲ့ပတ်သက်တဲ့ ကိုစိတ်ဝင်စားတဲ့ဖုန်း model တွေတစ်ချက် check out လုပ်ကြည့်လို့ရပါတယ်။ Okay ဗီဒီယိုပြန်ဆက်ရပါဘော။ Okay ဆိုတော့ဗီဒီယိုပြန်ဆက်ရရင်ကျွန်တော်သာလူများဆိုတခွန်းနဲ့ Lotto ရှင်းအကြံပေးရရင်ပတ်စံ2သိန်းလောက်ထပ်ပို့ပြီးတော့ကိုကသုံးနိုင်တယ်ဆိုရင်ခုနပြောခဲ့တဲ့အချက် weight နည်းနည်းပို့လေးတာ size ပို့ပြက်ကြီးတာကိုကိုကလက်ခံနိုင်တယ်ဆိုရင်တော့ဒီ Turbo 4 Pro သာပို့ပြီးတော့ဝယ်လိုက်ဖို့တော့ပြောချင်တယ်။အဲအဲ့လိုဖြစ်သွားတဲ့ improvement တွေသိတာရဟာတော်တော်ရှိရဲ့။အဲဘက်ထရီ9500ဖြစ်သွားတာတို့ Snapdragon 8S Gen 4ဖြစ်သွားတာတို့ ဟိုအဲ့လောက်ကကိုယ့်အတွက်စာမဖွဲ့ဘူးဆိုရင်တော့မှဒီဖုန်းရဲ့ဘေးပေါင်ဒီတစ်ခုလောက matter ဖြစ်သွားတယ်အဲ့ပြီးတော့ဒီ bezel ကလည်းပို့ပြီးတော့ပါတယ်ဗျာဟိုမသိရင်ဟို iPhone လောက်နီးလောက် symmetric ဖြစ်တယ်ဟို ratio ကလည်းတော်တော်တူတယ်ဗျာအဲ့တော့ကိုလူကဟို iPhone 5လည်းကင်ကျင်တယ်ဒါပေမဲ့ iPhone 6လည်းမတော့ကျင်ဘူး12တိန်းကျော်13သိန်းဝန်းကျင်မှာအဲ့လိုမျိုး vibe လိုချင်တယ်ဆိုရင်ဒီဖုန်းကမိတ်ဆွေတို့ပဲ dynamic island လိုမျိုး software သာတွင်းလိုက်ဗျာအနောက်ကလည်းကြည်လေကင်မရာ၄ယောက်ကဟို တူတလို့လို့မတူလို့ဆိုမဲ့ vibe က cover တွေ vibe တက်လိုက်တော်တော်လေးကို pro max vibe ဖြစ်သွားပြီဆိုတော့အဲ့ဒါကိုကြိုက်တယ်ဆိုလို့ရှိရင်ဒီဖုန်းကလုံးဝမိတ်ဆွေအတွက်ပဲပေါ့နော်ပြီးတော့နောက်တစ်ခု battery 9550ဖြစ်သွားတာ turbo 4နဲ့ဘယ်လောက်ထိကွာပါမလဲပေါ့ကျွန်တော်ကနေဦးသုံးကြည့်တော့ဒီကောင်က turbo 4ထက် battery အား10000ခန်းတော့15000ခန်းတော့အများဆုံး50%လောက်ပိုခံတယ်ပေါ့နော်ဆိုတော့တောက်တောက်လဲဟိုမှာ20%တို့30%တို့ပိုခံသွားတာမျိုးတော့လည်းမဟုတ်ဘူးဆိုတော့ အဲ့အဲ့တခုတော့ရှိရပါတော့ဒါကလည်းကျွန်တော်အမြင် Snapdragon 8S Gen 4ကအရင် optimize မဖြစ်သေးတာ soft to soft ဘွဲနဲ့ပေါ့အဲ့လိုလည်းဖြစ်နိုင်တယ်ကျွန်တော်စသုံးကစားမလို့လည်းဖြစ်နိုင်တယ်ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ဒီဖုန်းနှလုံးရဲ့အဓိကထိတ်တိုက် comparison တော့ကျွန်တော်တို့ကိုအောင်တန်းဆက်ပြီးတော့လုပ်ပေးမှာဖြစ်တဲ့အတွက်ဒီဗီဒီယိုပြီးလို့ရှိရင်တော့အဲ့ဒါကိုထပ်ပြီးတော့စောင့်ကြည့်ကြဖို့ recommend လုပ်တယ်ပေါ့နော်ဒီနေ့ဗီဒီယိုမှာတော့အဲ့လိုမျိုးမစောင့်အားသေးတဲ့ချိုးအားကျန်လို့ရတဲ့မိတ်ဆွေတို့ကျွန်တော်ကဒါ briefly ပေါ့အပေါ်ရန်ကနအူးသုံးသက်ချက်ပြောပြလိုက်တာဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုဒီ phone ကိုမိတ်ဆွေတို့ဘလောက်ပဲကြိုက်ကြိုက်ပေါ့နော်အခုချိန်မှာသူ့အကြောင်းကြည့်လိုက်ရင်လူပြောများပြီးတော့စိတ်ပူနေကြတာ green line ထားနိုင်တာရော display glitch error လို့ဆိုတာအခုဒီနောက်ဆုံး software update version တစ်ခုမှာ Xiaomi Premiere ပေါ့နော်အဲ့ဒါကို fix လုပ်ပေးလာပြီဆိုတော့ဘာပဲပြောပြောအခုကျွန်တော်စမ်းသုံးကြည့်ရတဲ့လောက်လေအဲ့ error လုံးဝမတွေ့ရဘူးပြီးတော့အခုပြဿနာကိစ္စအဲ့ဒါအားလေကျွန်တော်တို့ normal use ပေါ့နော်ဒီလိုမျိုး phone ကိုပို့ပါပါ normal သုံးတာလည်းမျိုးအဲ့လို everyday test တွေမှာ အဲ့လို overheat လုံးဝမဖြစ်ဘူးအဲပြောရမယ်ဆိုလို့ရှိရင် turbo 4နဲ့ရှင်မယ်ဆိုရင်တော့မှဒီကောင်ကပို့ပြီးတော့အပူပြက်တနာ day to day use case တွေမှာနည်းနည်းပိုကောင်းတယ်လို့တော့ပြောလို့ရတယ်ဒါပေမဲ့ performance ကိုတကယ်ရုံးကန်ရတဲ့ gunshot impact ဆော့တာတို့အဲ့လို graphic setting အမြင် gain တွေကို setting အမြင်နဲ့ကြိတ်တာမျိုးတွေပေါ့နော်နောက် antutu benchmark တွေအဲ့လို benchmarking တွေအစိုးဆုံးကတော့ 3D max extreme stress test လို့မျိုးတွေလောက်တာမျိုးတွေပါတော့ဒီဖုန်းက အာ49ဒီဂရီ50ဒီဂရီလောက်ထိတော့အဲ့လိုတောက်တောက်လဲ typical turbo note phone တွေပူတယ်လို့မျိုးပူလာတယ်ပေါ့နော်ဆိုတော့နောက်ဆုံးတော့လေ Redmi turbo series turbo series ပါပဲအရင် turbo 3တို့ note 12 turbo တို့လောက်မစိုးပင်မဲ့တကယ်တကယ်တမ်း performance ကိုအမှန်ကန်ကြိတ်ပြီး gain 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 mixer ကိုကြိတ်ပြီးဟဲ့ဆိုရင်တော့ဒီ phone ကပူမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ခုနဗီဒီယိုအစမှာပြောခဲ့သလိုပေါ့နော်ကိုကတကယ်လို့ gain မှာခင်အရန်ဆော့မယ်ဆိုရင် ဒီဖုန်းထက်ဆိုင် K70 Ultra လို့ပြောလို့မျိုးပူလာတော့ပူလာပေါ့ဒါပေမဲ့ဖုန်းထဲမှာ Vapor Chain မှာ Cooling Hat ဝဲလဲပဲကောင်းကောင်းထည့်ထားတဲ့ component တွေအမြင့်ဆုံးသုံးထားပြီးအကောင့်တွေဝယ်တာတော့ရေရှည်ကင်ဖို့အတွက်ဟိုဖုန်းရဲ့ overall performance maintain ဖြစ်နိုင်မယ်လို့တော့ကျွန်တော်အကြံပေးခြင်းတယ်နောက်တစ်ခု option ကမိတ်ဆွေဒီဖုန်းအရင်ကြိုက်တယ်မလား gain လဲဆော့ခြင်းလဲခုနကိစ္စလဲစိတ်မပူခြင်း blasher fan cooler 1 pro 2 pro 3 pro အခုကတော့4 5ရဖြစ်ရောက်နေပြီဗျာဆိုတော့အဲ့လိုမျိုး fan တစ်ခုပါ တခါလေး invest လုပ်ဝယ်ပြီးတော့ဆော့မယ်ဆိုရင်တော့မစိုးဘူးဖြစ်နိုင်မယ်အဲ့ဒါဘာနဲ့သွားတူလဲဆိုတော့ CB3 ကိုအဲ့လိုမျိုး fan တက်ပြီးတော့အခုချိန်ထိ gain ကောင်းကောင်းဆော့နေတဲ့ user တွေလိုမျိုး vibe ဖြစ်နိုင်မယ်အဲဒီဖုန်းကကြတော့အိတ်ခတ်အများကြီး performance ထွက်မယ် battery ကလည်းတောက်တောက်လေးခံမယ်ပြီးတော့ size form factor ကလည်းကျွန်တော်တို့ gain ဆော့လို့ကောင်းတဲ့အဲ့လို ratio golden ratio ပေါ့နော်အဲ့လိုကလည်းဖြစ်လာတယ်နောက်တစ်ခုသူ့ရဲ့ကင်မရာဘက်ကိုကြည့်အောင် ကျွန်တော်တို့ Double 4တော့အရင် Note 12 Turbo တို့ Double 3တို့ထက် overall camera software လုံးဝပိုကောင်းလာတယ်ဆိုတော့ကျွန်တော်လည်းသတိထားမိခဲ့တယ်။ကိုအောင်တန်လည်းပြောမယ်လို့ထင်တယ်။ပြောချင်တာကဗျာဟို camera sensor တွေက improve ဖြစ်တာမဖြစ်တာ။ Now သူတို့မှာထည့်ပေးလိုက်တဲ့ camera software quality ကအ ਨੇ စုံ K series တွေနဲ့ရှင်လို့ရလာတယ်ဆိုရဲ level မျိုးကျွန်တော် Turbo 4တွေ K80 တွေအရင်တစ်ခေါက် review အတွက်ပေါ့နော်အဲ့ဒီမှာတော့ comparison လုပ်မလို့ကျွန်တော်အကြောင်းကြောင်းနဲ့မအားလို့ ဟို3.3တုံးကြည့်ရတယ်ဒါပေမဲ့ comparison video မလုပ်ပေးဖြစ်ခဲ့ဘူးပေါ့နော်အဲ့မှာသွားတွေ့ခဲ့တာဒီ Turbo 4ရဲ့ camera software တည် overall ဒီ K series software ကိုနည်းနည်းအောင်ပို့တာနေတယ်သူ color ယူတဲ့ပုံစံတွေ HDR auto tuning လုပ်ပေးတာတွေပေါ့နော်ဆိုတော့ဒီ Turbo 4 Pro မှာလည်းအဲ့လိုပဲအော်မိတ်ဆွေတို့ကလုံးဝကို camera အသားပေးအရင်ကကင်မရာကောင်းတာမှလိုချင်တယ်ဆိုရင်လူမျိုးမဟုတ်ရင်ရိုးရိုး normal user တယောက်တည်းကကင်မရာတော်ရုံကောင်းရင်ရတယ်ဆိုလို့ရှိရင်ဒီဖုန်းရဲ့ main camera ကိုလုံးဝစိတ်ပြတ်မှာမဟုတ်ဘူးဒါမှမဟုတ်တခုချီက main camera ပဲသူရ ultra wide camera တို့ selfie camera တို့ကတော့ Redmi Note ဖုန်းတွေထုံးစံပဲဟိုနည်းနည်းလေးပေါ့နော် quality နှိမ့်ညက်ဘက်ကိုတော့သွားတယ်အဲပြီးတော့ low light night mode ရိုက်မယ်ဆိုရင်တော့ဒီကောင်ကအာခုနကျွန်တော်ပြောရဲ့ K series K80 တို့ K80 Pro လိုမျိုး Snapdragon 8 Gen 3ရဲ့ 8E Elite တွေတုံးထားတဲ့ flash SoC နဲ့လာတဲ့ဖုန်းတွေထက်ဆိုင်သူရဲ့ processing က weak ပါတယ်ပြောချင်တာ grain တွေထားရတယ်အဲ့လို noise တွေ ြစ်မှာထုံးစံ Redmi Note ဖုန်းတစ်လုံးလိုမျိုးတော့ပိုဖြစ်သွားတယ်ပေါ့နော်ဆိုတော့ကိုလိုက main camera အဓိကအသုံးများတဲ့လူတယောက် day time shot တွေများများရိုက်မယ်ဆိုရင်တော့သူ့ရဲ့ camera လေးကမစိုးပါဘူးဆိုတဲ့ပုံစံမျိုးတော့ပိုဖြစ်လိမ့်မယ်ဒါပေမဲ့တစ်ခုရှိတာအဲ Redmi ဖုန်းတွေရဲ့ထုံးစံတိုင်းပဲ contrast တွေကများတယ် HDR သူ saturation တွေကတော့မြင့်တယ်ပေါ့နော်ဒါပေမဲ့တချို့လူတွေကကြောအဲ့ဒါကိုက personally ကြိုက်တဲ့လူတွေရှိတဲ့အခါကျတော့ကျွန်တော်နမူနာပြတဲ့ပုံတွေကိုပဲကြည့်ကြည့်လိုက်ပေါ့နော်တကယ်လို့ကွာအဲ့ဒါအဆင်ပြေတယ်ဆိုရင်တော့ဝယ်လိုက်လို့ရတယ် ဒါပေမဲ့ဘလုံမတော့ CB4 Pro လို CB5 Pro လိုမျိုး overall ဘာရိုက်ရိုက်ပိုလှနေတယ် consistent ဖြစ်နေတယ်ဆိုတဲ့အနေအထားမျိုးတော့ဒီဖုန်းမှာမိတ်ဆွေရမှာမဟုတ်ဘူးကောင်းကျင်ကောင်းမယ်တချို့ပုံတွေမှာကျတော့မထင်အောင် quality ကဟို white balance တွေအောက်ဝါတာတို့ color shift ဖြစ်သွားတာတို့အဓိကတော့ main camera နဲ့ ultra wide ကလည်း color consistent လုံးဝမဖြစ်ဘူးဗျာဒါကတော့ကျွန်တော်ဒီဖုန်းကိုဘလင်းတာမဟုတ်ပါဘူးဒီဖုန်းကစကေကကင်မရာအသားပေးမဟုတ်တဲ့အတွက်ဒီလောက်ကောင်းလာတာတောင်မှဒါလွန်လှပြီးတော့ ဲ့လိုဖြည့်သိမ့်ရမယ်ဖုန်းမျိုးဗျာသိရမလားသူရဲ့ကောင်းတဲ့ချက်တွေမဆက်မပြောခင်ပေါပေါရှာရှာကျွန်တော်ကြုံခဲ့ရတာတခုတော့ပြောပြချင်တယ်အဲ့ဒါကျွန်တော်ဒီကောင်လေးကိုစဖောက်ပြီးတော့သုံးတဲ့အချိန်မှာကျွန်တော်တချင်းလေးပိုင်းနားထောင်ကြည့်တဲ့အချိန်မှာပေါ့နော် Dolby Atmos သူ့ရဲ့ sound system ပိတ်ထားတဲ့အချိန်မှာဒီအောက်ကအပန်ကတော်တော်လေးကိုတိုးသွားတယ်အဲ့လိုမထွက်တော့ပါနော်ဒီအပေါ်တစ်ခုထဲနဲ့ပဲအပန်ထွက်တယ်ပေါ့အဲ့နဲ့ Dolby Atmos ဖွင့်တော့မှအောက်ကနေပြီးတော့ volume အဲ့လိုကျဲကျဲတော့မှ share ပဲဆိုတာမျိုးအဲ့လို overall ဖြစ်သွားတယ်ပေါ့နော်အဲ့ဒါအရင်ကျွန်တော် သုံးခုသမားရှောင်းမီ Redmi ဖုန်းထဲမှာ မကြုံဘူးခဲ့ဘူးဟို Note ဖုန်းတချို့တော့မပြောတတ်ဘူးပေါ့နော် K series နဲ့ရှောင်းမီ flagship တွေ CB တွေမှာတော့လုံးဝအဲ့လိုမရှိခဲ့ဘူးအဲဒါမဲ့နောက်ကြောင့်ကျွန်တော် software update တွေပိုင်းလုပ်ပြီးရချိန်မှာတော့အဲ့ပြဿနာမရှိတော့ဘူးပေါ့နော်ဆိုတော့အာသူလည်းသူကလည်းသူတို့ low edge ချက်တွေရှိရဲအဲ optimization တွေလိုသေးတဲ့ဖုန်းတစ်လုံးလို့တော့ကနဦးပေါ့နော်ဒါအလုံးတိုင်းတော့ဖြစ်မှာမဟုတ်ဘူးဗျာသိလားဟိုမိတ်ဆွေတို့ဆီမှာရှိရဲဖုန်းမှာအဲ့လိုမျိုးကြုံကြုံချင်မှကြုံရလိမ့်မယ်ဒါပေမဲ့ကျွန်တော် experience ဒါ sharing လုပ်တာ အော်ဒါနဲ့စကားမဆက်မိတ်ဆိုတော့သူ့ရဲ့ speaker အတန်ထွက် quality ကိုကျွန်တော်နမူနာဖွင့်ပြမယ်အပြင်အလိုက်ကြားချင်လဲဆိုရှင်ငကြက် headphone တစ်ခုတက်ပြီးတော့လာအောင်ကြည့်ပါ Redmi Note Phone တစ်လုံးနေနဲ့သူ့ရဲ့အတန်ထွက် quality ကဘာမှမဆိုစိတ်ပြတ်နေမှာမဟုတ်ဘူး။မခန့်တာဒီ Turbo 4 Pro မှာ Redmi K series ရဲ့လောက်ထိကို vibration haptic က strong ဖြစ်လာတာ။အဲ့ဒါဒီဖုန်းကိုကျွန်တော်စဖောက်သုံးကြည့်ခဲ့တာကျွန်တော်ကိုအောင်တတ်အောင်ပါနော်။အာဒီဖုန်းကမသိရင် K series ဒါမှမဟုတ်လည်း Xiaomi flagship တွေလောက်နီးနီးပေါ့နော်။အဲ flagship level တော့မဟုတ်ဘူးပေါ့။ K series ဒီလိုမျိုးဖုန်းတစ်လုံးနေမှာရခဲ့တဲ့အရန် strong ဖြစ်တဲ့ vibration haptic မျိုး Turbo 4 Pro မှာရတယ် ဲ့ဒါလည်းဒီကောင်ကိုကျွန်တော်ခုနပြောခဲ့လို့ပေါ့နှစ်သိန်းလောက်กว่าတဲ့အချိန်မှာဒီကောင်ပဲတက်ဝယ်လိုက်တော့လို့ပြောွားရစေတဲ့အချက်တွေမှာပါတယ်ဥပမာ double four ဆိုဟုတ်တယ် all rounder ဖြစ်တယ်ဒါပေမဲ့ Redmi Note ဖုန်းတစ်လုံးပါဆိုတော့ခံစားချက်အဲ့လိုဘက်ကိုတော့ပိုရောက်သေးရပေါ့နော်ဒါပေမဲ့ဒီကောင်ကဟို nearly K series တစ်လုံးလောက်ထိကိုဖြစ်လာတဲ့ဖုန်းပြတော့မှာဘက်တရီ9500ပါတဲ့အပြင်မှာအဲ့သုံးထားပြီးရဲ့ဘက်တရီကလည်းစီလီကွန်ကာဗွန်ဒါကတော့ double 4လို့ပဲပေါ့နော် double China version ဆိုလို့ရှိရင်လည်း battery 6500ကို silicon carbon နဲ့လာတယ်ပြီးတော့90 watt device ဆိုတော့မခန့်ဘူးဘောနော်အစဆုံးသွင်းမယ်ဆိုတော့ဒါဘယ်လောက်မှမကြောက်ဘူးဟို90 watt တို့120 watt တို့ဆိုတာဟို9000ပဲပေါ်ပါ6000ပဲပေါ်ပါ9000ပဲပေါ်ပါဗျာဟိုကျွန်တော်တို့အဲ့မှာ time ကြည့်နေစရာမလိုဘဲနဲ့ဟိုခဏသွင်းခဏထားလိုက်တာနဲ့ဟိုတော်တော်ပြည့်နေတဲ့ဖုန်းမျိုးကြီးအဲကျွန်တော် style ပြောရမယ်ဆိုလို့ရှိရင် power bank တော့အပြင်မယူပါဘူး90 watt တော့120 watt ပဲယူသွားပြီးတော့အပြင်မှာတနေရာမှာအားလေးခဏလောက်သွင်းပြရစီလိုရတာ ਨੇ ်5မိနစ်ပဲသွင်းသွင်း10မိနစ်ပဲသွင်းတော်တော်ပြည့်သွားပြီဗျာဆိုတော့ဘာလို့သေးလဲပေါ့နော်ဒီဖုန်းတွေမှာ Nora ဆိုလို့ကင်မရာအသားပေးထုတ်ထားတာမဟုတ်တဲ့အတွက်ကင်မရာမှာဘလို့မှ CP5 Pro တို့နောက်တကယ်တကယ်တမ်းကင်မရာအားလုံး ever ရှင်ရိုက်မယ်ဆိုရင် CP4 Pro CP3 တို့တချို့နေရာတွေမှာဟို ultra wide တို့ selfie တို့ overall video quality တို့မပြီးနိုင်တာတို့အဲအဲ့လိုတွေလောက်ပဲအားနည်းချက်ကိုပြောစရာရှိတယ်အဲနောက်တစ်ခုကတော့ China version China ရုံဖြစ်နေတာပေါ့နော်တချို့မိတ်ဆွေတွေကြတော့ လုံးဝ global version မှာကိုင်ကျင်တယ်။ဒါမှမဟုတ်နိုင်ငံခြားသွားဖို့ရှိတဲ့တွေနိုင်ငံခြားမှာကြတော့တချို့ banking system တွေ GPS တွေက global phone တွေမှာအလုပ်လုပ်တာတို့ eSIM support တို့အဲ့လို frequency bandwidth တွေသိမလား။ပြောနေတာဒီကောက်မှာအဲ့လိုတွေလောက်ပဲဟိုအားနည်းချက်တွေမျိုးပြောစရာရှိတယ်။သူ့ရဲ့ဒီ12သိန်း7သိန်းပတ်ချလဲဈေးမှာကမ္ဘာပထမဆုံး Snapdragon AS Gen 4လဲပါတဲ့ဖုန်းကိုကိုင်ရတယ်။အဲကဘာပုံမှန်ဆုံးဖြစ်တဲ့အတွက်ဆိုပြီးတော့လေအရင်ကြီးဟိုစုတ်ချာနေရမျိုးလည်းမဟုတ်ဘူးပေါ့နော်တကယ်ပြောပြောလို့ပြောမှာမဟုတ်ဘူး ီဖုန်းကတရုတ်မှာရောနောက် international market တွေမှာရောတကယ်ကို iPhone Pro Max တွေနဲ့တော်တော် vibe တူတယ် Pro Max နဲ့နောက် iPhone Plus site တွေဗျာသိရမလား15 Plus တို့16 Plus တို့အဲ့လိုဖုန်းတွေနဲ့တော်တော်တူတယ်သူရဲ့အနောက်ဘက် map သားကလည်း Turbo 4တော့လိုပဲတော်တော်လေးကိုလက်စီရမထင်ဘူး Turbo 4တော့လိုပဲကျွန်တော်သူ့ရဲ့အဖြူရောင် unit ကိုတော်တော်သဘောကျတယ်အဲ့ပြီးတော့ Turbo 4လိုပဲဒီကောင် RGB bling bling လို့တည်ပါပြီးသားပါတော့ကျွန်တော်တကူရဲရဲကြီးပြောနေတာတော့ Mate 3 D phone ကိုပို့ပေါ်ပါ normal use ပဲသုံးမယ် ကင်မရာဘိုင်းကိုလည်းအလောက်ထိအရန်ကြီးပေါ့နော်ကိုကကင်မရာကောင်းတာကိုအရန်လိုချင်တယ်ဆိုတော့လူတယောက်မဟုတ်ဘူးဆိုရင်ဒီ17သိန်း73သိန်းဝန်းကျင်မှာ normal use မှာအားလဲတောက်တောက်လဲခံမယ် CPU performance ဒီ overall performance ကလည်းတော်တော်ကောင်းမယ်တက်မလားဟိုသူ့ရဲ့ form factor နဲ့လက်ထမကင်ရတဲ့ hand feeling နဲ့ build quality တွေကလည်းတော်တော် strong ဖြစ်တယ်နောက် IP68 လိုမျိုးတွေကလည်းပါပြီးသားအဲပြီးတော့နောက်တချို့ tweak ပြောလို့ရတဲ့ feature တွေကြတော့သူ့ရဲ့ reverse charging ပေါ့နော်ဒီဖုန်းကနေတခြားဖုန်းကိုကြိုးတိုက်စီစီတက်ပြီးတော့ပြန်အားသွင်းလို့ရတာမျိုးအဲ့လိုရောင်ပါတယ်ဗျာဆိုတော့သိရမလား so what ပေါ့နော်ဒီ73သိန်းဝန်းကျင်မှာဒီဖုန်းကိုဘာမှဟိုမဝင်နဲ့လို့ပြောเสียရဘလိန်းเสียရဘာလို့လဲအဲ့လို cancel လုပ်ချင်เสียရ reason ကတော့ပိုနေနေတဲ့ပြစ်ချက်ရှာဖို့သူ့ဈေးနဲ့သူရတဲ့ quality နဲ့ဟိုပြောရခက်တဲ့ဖုန်းတစ်လုံးလို့တော့လုံးဝပြောချင်တယ်ဂိမ်းဆော့တာကိုကြိုက်တဲ့မိတ်ဆွေတွေအတွက်ကျွန်တော်သူ့ရဲ့ ကျွန်တော်စမ်းသုံးကြည့်ရတဲ့ gaming experience တွေပြောပါဆိုရင် mobile legend လို့ပါလို့ဒီဖုန်းမှာဇက်တိုက် setting အမြင့်နေတဲ့ဟိုမှာအဲ့လို၈နာရီ၉နာရီလောက် AC ဇက်တိုက်ဆော့လို့ရတယ်အဲ PUBG တွေပါဆိုအဲ့လိုပဲ9နာရီလောက်ကိုလောကတမုံဆွဲဆိုတာမျိုးပေါ့နော်ဒါတောင်မှကျွန်တော်အဲ့ဒါ fantasy ဆော့တာမဟုတ်ဘူးအဲကျွန်တော်ခုနအကြံပေးသလိုမျိုးရေရှည် gain ဒီဖုန်းနဲ့ကောင်းကောင်းဆော့မဲ့လူတွေဖုန်းကိုလည်းညှာတာခြင်းနဲ့ကြာရှည်ခံခြင်းနဲ့ဆိုရင်အဲ့လို external cooling fan black shark fan တွေပါပဲပေါ့နော်အဲ့လိုပါဝယ်တက်ဆော့မယ်အဲ့ထက်ပို့ပြီးတော့ခံအောင်မယ် သိရမလားပြီးတော့ဗီဒီယိုကြည့်တာများတဲ့လူတွေအတွက်လည်းသူ့ရဲ့ display quality ကတော်တော်လေးကိုကောင်းတယ်လို့ပြောလို့ရတယ်အဲ 1.5K resolution တော့ဟုတ်တယ်ဆိုပေမဲ့သိရမလား K series တွေလည်း 2K တော့မပါဘူးဆိုပေမဲ့သူ့ရဲ့ peak brightness တွေ display panel quality တွေဒီ color မှန်တဲ့အပိုင်းနေမှာဒီ12သိန်း13သိန်းဖုန်းတစ်လုံးမှာဟုတ်ရလားလို့ထင်ရအောင်ပေါ့နော်ဒီ brand new တဲ့အရှင်ပေါ့ဟိုတော်တော်လေးကိုအရင် Redmi Note series နဲ့စာရင်ပို့ပို့ပြီးတော့ကောင်းလာတဲ့ဖုန်းတစ်လုံးလို့ပြောချင်တယ် သူရဲ့ peak brightness ကလည်းတော်တော်လေးကိုလင်းတယ်။ဒါမျိုးကအရင်တော့ကျွန်တော်တို့ KCV လောက်အနည်းဆုံးတက်ဝယ်မှရမယ် specification မျိုးတွေပေါ့။အခုက Redmi ကအဲ Note တာပေါ် CV မှာ Pro ဆိုပြီးတော့ထပ်ထပ်ပြီးတော့မြင့်ပေးလိုက်တဲ့သဘောဗျာ။အတချို့ကြောင့်သိရမလား။ KCV ရောအကြောင်းအကျောင်းနဲ့ design ရောကဘလို့ဘာညာဆိုပြီးတော့မကြိုက်ကြတဲ့လူတွေရှိတယ်။အဲ့လိုမျိုးပေါ့နော်။ဥပမာကျွန်တော်တို့ကိုအောင်တန်းဆိုရင်ဒီသူ့ရဲ့ဒီအနောက်ဘက် design ကိုဘလို့မှခံစားလို့မရအောင်ဆိုတာမျိုးပေါ့။အဲအဲ့လိုမျိုး KCV ရောအကြောင်းအကျောင်းနဲ့မကြိုက်တဲ့လူတွေအထူးသဖြင့် အဲကျွန်တော်အာပေါ်ရလဲပြောရမှာဆိုရင် base model K series မဝဲခြင်းဦး Pro တွေ Ultra လောက်ထည်လဲကိုကဘက်ဆန်မသုံးခြင်းဦးဆိုရင်နည်းနည်းလေး all rounder ဖြစ်ပြီးတော့ဟိုရေရှည်ပိုသုံးလို့ကောင်းမဲ့အနေထားမျိုးပေါ့နော်နည်းနည်းလေးကိုက normal ဘက်ကိုချင်းကတ်တဲ့ user တယောက်ဆိုရင်ပေါ့အဲ့လိုလူတွေအတွက်ကျတော့ဒီဖုန်းကရွေးစရာ option တခုဖြစ်လာတယ်အရင်တော့ဒါမျိုး option ဆိုတာမရှိဘူးဗျာဒါဝယ်မလားဒါဝယ်မလားအဲအဲ့လိုမျိုးပဲရှိတာမျိုးဆိုတော့ကျွန်တော် ကတော့ဒီလိုဖုန်းမျိုးတွေပေါ်လာတာကို appreciate ဖြစ်တယ် တတလုံးတော့ဒီလို line up တွေ Redmi တို့ရောင်းချင်မှရောင်းလိမ့်မယ်ဆိုတော့ရှီတုံးလေးမှာဆွဲထားရမယ်ဖြစ်ကောင်းတဲ့အချိန်မှာပေါ်လာတဲ့ဖုန်းတစ်လုံးလို့ပဲကျွန်တော်ညွှန်းလိုက်ချင်တယ်ဗောနော်ဆိုတော့ဒီဖုန်းကအကုန်ကောင်းတဲ့အချက်တွေကြီးပဲလားအားနည်းချက်ကောအားနည်းချက်ခုနပြောခဲ့တဲ့ China မှာဖြစ်နေရတယ်ဒါလိုမျိုးဆိုတော့ personality ဖုန်းကိုမကြိုက်တာမျိုးဆိုရင်ရနောက်တစ်ခုကကိုက heavy ခိန်မှာကျွန်တော် live တွေကြည့်နေကြလို့ဆိုတော့သိမှာဗောနော်ကျွန်တော်တင်စားပြောတယ် ဂိန်းဂိန်းဂိန်းအဲ့လိုမျိုးစော့ကျင်တဲ့မိတ်ဆွေဂိန်းဝါသနာအိုးတွေဆိုရင်တော့ဒီ4ကိုကျွန်တော်အာမပေးဘူးဘာလို့လဲဆိုတော့ဂိန်းကစော့လို့ရတယ်ဗျာမရမှာမဟုတ်ဒါပေမဲ့သူ့ရဲ့ Snapdragon 8s Gen 4က CPU performance wise အရာကောင်းပေမဲ့အရင် 8s Gen 3တို့7 Plus Gen 2တို့လိုပဲဗျာ CPU clock speed ကဘလောက်ပဲအရင် old model Snapdragon 8 series တွေကိုရှင်းနိုင်လာတယ်ပြောပြောသူ့ရဲ့ GPU ကောင်းကောင်းနေရပုံနေတယ်သိမလားအဲ့တော့ ဂိမ်းတွေမှာ graphic set တွေမြင်မြင်ဆော့လေးလေးအဲ့ graphic တွေကလိုတာလေးပဲဗျာဒါရှင်းတယ်အဲ့တော့အဲ့လိုအနေထားမှာကျတော့ကျွန်တော်တို့ K80 တို့ K70 Ultra တို့နောက်ဆုံးဗျာ K60 Ultra တို့အဲ့အဲ့လိုကောင်းနေတဲ့တကယ်တမ်းရှင်လိုက်မယ်ဆိုရင်ဒီဖုန်းကဟိုအော် Redmi Note Phone လေးပါပဲဗောတာဖို့ငချွတ်လေးပါပဲဗောဆိုတာအဲ့လိုမျိုးသိရမလားတကယ်တကယ်တမ်းသူ့ရောကလည်း K series ရာ flagship K လာဆိုရင်ဒီကောင်က flagship K လာရဲ့ K လာ double flagship K လာဗောနော်ဆိုတော့ double standard လို့ညို့ပေါ့အဲ့တော့ default အဲ့လိုမျိုး gain အမှန်ကန်ကျုံးမဲ့လူတွေကိုတော့ကျွန်တော်အာမပေးဘူးအစပိုင်းမှာရုံးကန်နိုင်လဲဆိုရင်တော့မှသူ့ heavy load overclock အမြဲလုပ်နေရတယ်လို့ဖြစ်တဲ့အတွက်ဟိုသုံးပြီးတစ်နှစ်နဲ့နောက်ပိုင်းမှာ battery သေးသေးသာသာ drain လာမယ်အဲတခုတော့ရှိရာဒီ phone က battery အစရက်9500 silicon carbon battery ပါတာဆိုတော့ drain ရင်တော့မှအရင်9000လောက်ပဲပါတဲ့ tablet phone တွေအရင် note phone တွေထက်စာရင်တော့ နည်းနည်းတော့တနည်းနည်းလောက်တော့ပိုခံမယ်ထင်ရတယ်ဒါမဲ့ဘာပဲဖြစ်ဖြစ်အဲ့လိုမျိုးလူတွေအတွက်ကတော့ကျွန်တော်ဒီဖုန်းကိုရေရှည်လဲကင်မယ်ဆိုရင်ပေါ့နော်အာမပေးဘူးရတယ်ဆက်နေသိန်း73သိန်းပါဒီဖုန်းကိုလောကဝယ်မယ်အရန်ကြိုက်နေပြီငါလည်းဟိုတနည်းလောက်ပဲသုံးမယ်ပြီးရင်ဖုန်းလဲရင်လဲမှာပဲဆိုတဲ့လူမျိုးတွေကတော့ဒါကိုလစ်လူရှုလို့ရတယ်ဟိုဘာမှမဖြစ်ဘူးပေါ့နော်ဘာလို့ဆိုတနည်းလောက်ကတော့ရုံးကန်နိုင်နေဗျာဒါမဲ့အဲ့ဒီတနည်းနှစ်နှစ်သုံးနှစ်အဲ့လို၃နှစ်နဲ့အထက်ကြီး ဟိုလူတယောက်ကအဲ့လိုတချို့လူတွေရှိပါတယ်ကျွန်တော်တို့ဆိုလည်းဖုန်းတစ်လုံးကောင်းလို့ဆိုရင်အဲ့လိုမျိုးဟို secondary အနေနဲ့ပဲဖြစ်ဖြစ်ဆက်ပြီးတော့လူကြာကြာကင်သွားတယ်ဗျာဆိုတော့အဲ့လိုလူတွေဆိုရင်တော့ဒီဖုန်းကို game မှန်ကန်ဆော့မယ်ဆိုရင်ကျွန်တော်က K series လောက်အားမပေးဘူး K series ဆိုတာလည်းဟိုသိရမလားဈေးအရင်ကြီးရဲ့ K80 Pro အသစ်တို့ K80 တို့မဝင်အောင်ကျွန်တော် live တွေမှာကျွန်တော်အမြဲပြောခဲ့တဲ့လိုမျိုး K70 Ultra လောက်ကိုအခုချိန်မှာ second hand အလုံးသက်ဒါမှမဟုတ်လည်း brand new ရှိသေးတယ်ဆိုတော့ refurb ပဲဝင်ဝင်ဘာပဲဖြစ်ဖြစ်ပေါ့နော် အဲ့လိုမျိုးကြီးသွားဝယ်တာတော့သူ့ထက် gaming performance ရော gaming user experience ရောအများကြီးပိုကောင်းလိမ့်မယ်ပြီးတော့ game series တွေမှာ performance ဆင်ပိုကောင်းလာမို့သူ့မှာတုံးထားတဲ့ vapor chain မှာအဲ့ကူးလင်းမိုင်းအတွက် hardware level ဒီ copper plate တွေအဲ့ကောင်တွေကပိုပြီးတော့ကြီးတယ်ဖုန်းကလည်း form factor ကူးလင်းအတွက်ပိုထူတယ်သိမလားဒီဖုန်းတွေထူတယ်ဆိုတာတကယ်တော့ battery 9500ကျော်လောက်ယူမရရအောင်ထည့်ထားလို့ဒီလောက်ထူသွားတာဗျာ ကူလင်းပိုင်းတွေကိုဟက်ဝဲလေပဲရာ KC တွေလိုမျိုးကောင်းကောင်းလောက်ထားလို့ KC ဆိုတဲ့နေရာမှာတော့မှဟို Pro တွေ Ultra တွေကိုကျွန်တော်ကပို့ပြီးတော့ပြောချင်တာเนาะဆိုတော့အဲ့လိုကောင်းနေလဲသွားရှင်လို့မရဘူးဟိုဘယ်လိုပြောမလဲမနေ့ကိုတက်ရှင်နေရတဲ့ပုံစံမျိုးပဲသွားဖြစ်တယ်ဗျာဆိုတော့ဒီလောက်ဆိုရင်တော့ဒီဖုန်းရဲ့ DNA နဲ့ approach ကိုသဘောပေါက်သွားမယ်လို့ထင်ပါတယ်တကယ်လို့မိတ်ဆွေက iPhone တစ်လုံးသုံးနေတဲ့လူတကယ်မ iPhone Pro Max တို့ Plus Size တို့သုံးနေတဲ့လူဆိုရင်တော့ ဒီဖုန်းကိုအားလည်းအရန်ခံကျင်တဲ့ secondary android ဖုန်းတစ်လုံးအနေနဲ့ဝယ်မယ်ဆိုတော့တော်တော်လေးကိုကြိုက်နိုင်တယ်ဘာလို့လဲဆိုတော့ form factor size ကအစပါဗျာသိမလား iphone ratio နဲ့ iphone အဲ့လို plus size pro max size တွေဗျာဟော okay ဒါတော့ကျွန်တော်ဒီ double 4 pro နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ user experience နဲ့အကြံဉာဏ် comparison လေးတွေပြပြသွားတာဖြစ်ပါတယ် အာ full review ဆိုပေမဲ့ဒီဖုန်းအကြောင်းကြီးပဲဒီ type technically အရင်မပြောဖြစ်ခဲ့တာတော့စိတ်ဖြည့်ကြဖို့မြေတားရက်ခံကြပါတယ်။ဘာလို့လဲဆိုတော့အခုကနည်းနည်းလေးကြာပြီဆိုတော့ဗျာဟိုတကယ်ဝါနာပါတဲ့တွေအတွက်တကယ်ကို deep dive ဒီဖုန်းအကြောင်းပြီးတန့်လောက်ထားတဲ့ full review တွေ article တွေအခုဆိုရင်အများကြီးရှိနေပြီပေါ့နော်။ဆိုတော့ကျွန်တော်ကကျွန်တော်တို့ mind tech live တွေမှာအမေးများတဲ့ကျွန်တော်မိတ်ဆွေတွေရဲ့မေးခွန်းတွေကို analyze လုပ်ပြီးတော့အဲ့လိုမျိုးပေါ့နော်။ဒီလိုမျိုးလေးလုပ်ပေးလိုက်တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ ကျွန်တော်နာမည်ကတော့ဖုန်းကျော်တိဖြစ်ပါတယ်တကယ်လို့ဒီဗီဒီယိုလေးကိုသဘောကျရဆိုတော့ like and share လုပ်ပြီးကျွန်တော်တို့ support လုပ်လို့ရပါတယ်အဲ့လိုပဲ Mace Pro ထဲမှာ Redmi K80 တို့ Double 4တို့ Double 4 Pro တို့လက်ရှိသုံးနေတဲ့လူတွေရှိလို့ရှင်လေကိုယ့်ရဲ့ user experience နဲ့ဘယ်ဟာတော့ကြိုက်တယ်ဘယ်ဟာတော့မကြိုက်ဘူးစသဖြင့်ပေါ့နော်လောလောလတ်ဝင်မှန်းခဲလို့ရပါတယ်ဝင်ဆွေးနွေးလို့ရပါတယ်အဲ့လိုပဲ tech နည်းပညာနဲ့ပတ်သက်ပြီးတော့သိချင်တာရှိလို့ရှင်လေဒီလိုမျိုးကျွန်တော် video တွေအောက်မှာလောလောလတ်ဝင်မှန်းခဲလို့ရပါတယ် အားလုံးဝဲခံပါเนาะကျွန်တော်လည်း Q&A တွေနဲ့တက်နိုင်များပြန်ဖြေပေးပါမယ်ပြီးတော့နောက်တစ်ခုကြော်ညာဝင်ကျင်တော့ဒီ Turbo 4 Pro အခုဗီဒီယိုပြီးရင် Turbo 4 Pro နဲ့ Turbo 4 Shin နဲ့ဟာလာမယ်ပြီးရင် Turbo 4 Pro နဲ့ K80 အဲ့လိုမျိုးပေါ့เนาะကျွန်တော် comparison video လေး deep dive ဆက်လာဖို့ရှိပါတယ်ဆိုတော့ okay ပါနောက်ဗီဒီယိုမှာပြန်တွေ့မယ်